င်္ဂလာပါ DVB ရုပ်မြင်သံကြားအစီအစဉ်တွေထဲကပြည်သူပြည်သားသတင်းသမားများအစီအစဉ်ဖြစ်ပါတယ်ကျွန်တော်တို့နှုတ်ခွန်းဆက်နှုတ်ခွန်းဆက်တကားလေးပြောပြမှာတော့ကျွန်တော်တို့ဒေါက်တာ စေဝင်းတပါလေဒေါက်တာစေဝင်းဟာတက်မလို့ရဲ့ဘိုးချုပ်ဖခင်အောင်ဆန်းရဲ့အကိုကျွန်တော်တို့အာဇာနည်သူရဲကောင်းဥပဝင်းသားဖြစ်ပါလေဒါကြောင့်မို့ကျွန်တော်တို့နှုတ်ခွန်းဆက်စကားပြောကြဖို့ဒေါက်တာစေဝင်းကိုဆေးမြင့်ဖို့တင်ခေါ်ပါမယ်နော်ဒေါက်တာဘိုးချုပ်အောင်ဆန်းရဲ့တိတိယဖြစ်ဝိဘေကိုအကျိုး ဝိနည်းအနေနဲ့ခုလိုတိုက်တိုက်မြဲမြဲလုပ်တဲ့အတွက်လုပ်နိုင်တဲ့အတွက်ဒီမှာအာခါရပါတယ်။ခေါင်း၉၄၀ခေါပါเนาะသူတို့ဒီဟုတ်လားဒီတွေးပြကြတဲ့အချိန်မှာကျွန်တော်ဟာသုံးနှစ်သားလောက်ပဲရှိပါတယ်။အဲတော့သူများပြောတဲ့အောင်တဲ့ပဲကျွန်တော်သိတယ်เนาะကျွန်တော်သိတော့ဆိုရင်အိမ်မက်ကလေးပါပဲเนาะကျွန်တော်တို့ဒီအဲသူဒီဟောလို့ပါလို့သွားတယ် ဆိုဒီနေ့ကဝိနေဖြစ်နေရအောင်เนาะအဲ့တော့ကျွန်တော်အနေနဲ့ကတော့ဟောရှိဒီမှာလည်းပြောသွားပြီเนาะကျွန်တော်တို့ဒီဟလာဒီဆရာဆရာတော်ကလည်းပြောသွားတယ်ဘုရားအောင်ဆန်းအကြောင်းဟောเนาะအားလုံးလည်းပဲเนาะဆက်ပြီးပြောကြမှာပါအဲ့တော့ကျွန်တော်အနေနဲ့ပြင်တာကတော့ဒီလိုเนาะဘုရားအောင်ဆန်းဒီတိုင်းပြည်ရဲ့ဖားခင်လို့ပေါ်လောက်တယ်เนาะအကုန်လုံး30နဲ့ tôi đi mà trai mì mà tôi thấy tôi đi không có đam mát nghề chỉ mà trai mì mà nó tôi lại yêu ai yêu nghề nó là ao sa em đi sa du chứ đúng cái đề nó học gì đó cho nó luôn thế là để vào thì đi ao du tôi xin nhìn nhiều vậy rồi ta đâu ông dùng ở chỉ nó và mà thì nó tay ra thì nè và mà lấy tay ra vào về thì kệ rồi đó lúc mà đi <laughs> ra xí ở đây là để ăn luôn à đó thì tin lâu gì ra ngay đấy tin lông sao chứ của chúng này nghe để ra sao bảo vậy đó sao cái lúc bạn chỉ làm mà vậy đó ấy rồi ra đi như thế rồi nè thu đầu này thu đầu này nè đó thì và năm bay mà cha sống con rồi sống lâu này rồi đó được thì tay ta xin lỗi nhiều gì ở mà đi thì đi lâu chuyện bất đắc mãi ý chí bảo này ါတာပြန်ပြီးတော့နှစ်တရာပြည့်ပေါ့ပို့ပြီးတော့ဒီတက်စီကတာပြင်ပပြုလုပ်နိုင်အောင်ပေါ့ဝင်တဲ့လူတွေများလာအောင်ပြန်စလုပ်ကြပါလိမ့်မယ် တော်ခဲ့တဲ့တက်မလို့ရဲ့ခေါင်းဆောင်တွေကလုံနေတာဒါတွေကိုပြင်ဖို့ကျွန်တော်တို့လိုတယ်နော်အားလုံးကနော်ညီညွတ်မှုဟိုကျောဆိုင်ညီညွတ်မှုကိုအများကြီးပြောသွားတယ်ညီညွတ်မှုကိုတည်ထောင်ဖို့လိုတယ်နော်အဲ့တော့ဟုတ်လားဒီနေ့မှာဟုတ်လားအဖက်ကကျွန်တော်တို့အနေနဲ့ဟိုကျောဆိုင်ကခုနပြောသလိုနော်အသက်ငယ်ငယ်လေးနဲ့အများကြီးလုပ်သွားနိုင်ပါတယ်ဒါ ကျွန်တော်အမပြေတွေမကအောင်ကဘာမှလည်းပဲဒီလိုအသက်ငယ်ငယ်နဲ့လုံသွားနိုင်တဲ့ပုံစံတွေဟာနည်းပါးတယ်ဒီလောင်းကျေးကိုဖော်ပြရတဲ့အနေနဲ့ Berry Line နဲ့ New York နဲ့ပေါင်းပြီးတော့ကဘာမကြီးဆိုတဲ့သတင်းတွေနဲ့ဆက်ဖွင့်နိုင်အောင်လုပ်ရမယ်။ဒါလေးတွေကကျွန်တော်တို့ Maryland ကမပညိုကျောင်းရဲ့ကျောင်းသူကျောင်းသားလေးများနဲ့ဆရာသမားတွေမြင်ဒီလိုမှရှိတဲ့သားတွေသမီးတွေကနေပြီးတော့စဖာမကြီးဆိုတာဘာလဲဆိုဖို့အတွက် ပြကခြင်းတဲ့သဘောနဲ့တခြင်းလေးကိုစပြီးတော့အားလုံးနဲ့ပြအောင်ကဘာမရှင်ဆိုတဲ့တခြင်းလေးစဖွင့်တော့ပါအားလုံးစင်ပြင်းမို့တက်ပြကြပါတခြင်းဆိုမဲ့အထဲမှာပါမဲ့လူများစင်ပြင်းမို့စင်ပြင်းမို့တက်ကြပါ đề xoan sai ca chúng đã hỏi đi chúng đã nhà đó phụ thủ sư sư bí cô cháu ở sang tuệ chúng đã nên bán chúng đã đó sáng tạo cú giá là yên châu thao càng cao với bà sư bí ကျောက်စီရမင်းလူလာဘာမှမစားဘူးတိတိယူရမယ်ကျေလွှတ်ချက်ကိုလည်း ော့နာမည်ဦးဆိုင်ပန်းဆိုင်ပါဆရာဒီနေ့ဒီတိုင်းသာဇေယောင်းပွဲတော်နဲ့ယဉ်ကျေးမှုပြပွဲနဲ့ပတ်သက်ပြီးနည်းနည်းတော့ပြောပြပြောင်းဒီပွဲလေးစီစဉ်ပြတာကျွန်တော်တို့ဒီမန္တလေးမှာရှိတဲ့တိုင်းသာစုဖွဲ့လေးอ่ะကျွန်တော်တို့လည်းပြည်တော်စုစဲမှာလည်းနေတယ်အဲ့တော့ကျွန်တော်တို့တိုင်းသာစုဖွဲ့တွေရဲ့ထူးခြားတဲ့ယဉ်ကျေးမှုတော့အစားအစာတော့လည်းကျွန်တော်တိုင်းသားတွေလည်းပြည်နယ်အသီးသီး နေရာတီးတီးကိုလည်းမရောက်နိုင်တဲ့အားရှိတော့ကျွန်တော်တို့ဒီမှာရောက်နေတဲ့တိုင်းသားအစုအဖွဲ့ကိုကျွန်တော်တို့ကဒီရှန်တိုင်းသားများတာရင်နိုင်အသင်းမှာကျွန်တော်တို့စုစည်းပြီးမှကျွန်တော်တို့ရှိတဲ့နေရာလေးနဲ့ဒီကျန်တဲ့တိုင်းသားအစုအဖွဲ့တွေအကုန်လုံးကျွန်တော်တို့ဝိုင်းမြမဆေးရုံပွဲတော်လေးတစ်ခုလုပ်ရအောင်ဆိုပြီးကျွန်တော်တို့ကပြီးခဲ့တဲ့မင်းလောကနဲ့စာပြီးမှကျူပန်ခဲ့တာဆိုအခုဒီနေ့မှကျွန်တော်တို့ဒါရီအချိန်မျိုးကျင်းပနိုင်ခြင်းဖြစ်ပါတယ်ဟုတ်ပါဘူးဒီကတက်ကြပါ room စဖြစ်ပါတယ်ကျွန်တော်ကတော့မနေ့အမက36ကအကြောင်းအုပ်ကြီးနဲ့အတူဒီကချင်ရိုးရာအဖွဲ့မှာအဖွဲ့ဝင်ဖြစ်တာဝန်ယူရပါတယ်ဒီနေ့ကတော့ကျွန်တော်တို့တနင်္ဂနွေနေ့လည်းဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကရိုးရာဝတ်စုံနဲ့ပဲကျွန်တော်တို့ကအဲဒီခေရောက်ချပါတယ်နောက် data ထွက်ကုန် PC ဒီကမနေ့ပြန်ကြတော့ကျွန်တော်တို့ဒီ save ကချင်ရိုးရာ save ပြရတွေကိုလည်းမနေ့ပြန်ကျွန်တော်ရောက်ချပါတယ် ပွဲမှာကျွန်တော်ကချင်လူမျိုးများကတော့ဒီလူမျိုးနယ်စု6ခုကိုလည်းကျွန်တော်ကညနေကြလို့ရှင်တင်ပြကကပြတင်ဆက်มาဖြစ်ပါတယ်ဘောဒိုင်းနာရေပါဝင်နေခန်းခလာတွေကကြောဒီဆေးဘောဒိုင်းနာရေကအဝတ်ထည်တယ်ဝတ်စားတွေပြင်းစားတော့ပုံတွေပြင်းကပါဝင်နေချက်ချင်းခန်းခလာမှာပါပါတယ်ဒီနှစ်ထဲမှာကျွန်တော်တို့ဆိုင်ခါနဲ့ရိုးရအစားအစာတိုင်းနာဆက်နှစ်ဖွဲ့ရှိတယ်ခင်ဗျ ရိုးရာပရိဒါကပွဲတော့တိုင်းတာ၁၄ဖွဲ့ရှိတယ်။ဟုတ်ကဲ့ဥမာကျွန်တော်တို့ကျွန်တော်အခုအားလုံးဆိုင်ခန်းထွက်တဲ့အဖွဲ့၁၂ဖွဲ့ရှိတယ်ပေါ့။ဟိုကချင်းဆိုရင်လည်းကျွန်တော်တို့ဒီကချင်းဒီရမထွက်တော့တီယိုတီဖူကနေလို့ရရိုးရာဆေးတွေပေါ့နော်။အဲပြီးတော့ကချင်းရိုးရာဟိုအစ်စ်တွေကိုကျွန်တော်တို့ရောင်းချထားပါတယ်။ချင်းအနေနဲ့လည်းကျွန်တော်တို့ချင်းအမျိုးမျိုးရဲ့ရိုးရာရင်ကျေးမှုတော့စားစားလည်းကျွန်တော်တို့ပါပါ မွန်ဆွေနဲ့သူတို့ကျွန်တော်တို့မွန်လူမျိုးနဲ့ပတ်သက်တဲ့စာပေတွေရောနောက်ပြီးတော့မွန်ဒေတာမှာရှိတဲ့ကျွန်တော်ရေချိုရင်ငါဖက်ကုံတွေရောနောက်ပြီးတော့ကျွန်တော်တို့တခြားမွန်အစားအစာတွေကျွန်တော်တို့ရောင်းချပါတယ်။နောက်ကယန်တိုင်းသားဆိုတော့ကျွန်တော်တို့ဟိုလက်ရှိထဲတဲ့လူမျိုးထဲရလေဆိုသူတို့ကမရိုးရခေါင်ရီတို့ရိုးရဦးစားတို့တော့သူတို့ရအစားအစာတွေကျွန်တော်ရောင်းပါတယ်။တော့တအောင်ပလောင်အမျိုးသားအနေနဲ့ သူတို့ပလောင် data မှာထွက်တဲ့ဒီ organic တစ်ဖက်တွေရောတော့တခြားကျွန်တော်တို့ data ထွက်ကုန်တယ်ကျွန်တော်ရောက်ပါတယ်တော့ရခိုင်နေနဲ့ရခိုင်ရိုးရအုပ်ထည့်ရင်ရခိုင်ကရေထွက်ပစ္စည်းတွေလည်းကျွန်တော်တို့အစုံတွေရောင်းချထားပါတယ်ကရင်နေနဲ့လည်းကရင်ရိုးရထွက်ကုန်နဲ့ကျွန်တော်တို့ကျွန်တော်တို့ကရင်ငွေငါတို့ငွေငါတို့ကျွန်တော်တို့အုံလို့ခေါ်ဆွဲလို့လည်းပါပါတယ် ့ဒီနှစ်ထဲမှာကျွန်တော်တို့ ਨੇ လက်တွဲပါလာတာပို့အမျိုးသားဖြစ်ပါတယ်ပို့အမျိုးသားလဲတာတောင်ကြီးဖက်ကနေရောပင်လောင်းဖက်ကနေရောအကုန်လုံးတို့လာပြီးမှပေါင်းစည်းပြီးတော့တို့စီမှာရှိတဲ့ပစ္စည်းတွေကိုရောင်းပါအဲ့တော့ကျွန်တော်တို့ရှာနေနေတော့ဒီရှာခုတ်ဆွဲရဲ့ဒီကျွန်တော်ဝတ်တချင်တို့တော့ကောင်းချင်းထုတ်လို့လဲကျွန်တော်ရောင်းရောင်းချပါတယ်ကိုကအနေနဲ့တော့တို့ကကိုကလူစီဖနာတို့တော့တခြားဟင်းဒီဟိုဘောတစ်စားစားတွေတို့ရောင်းပါတယ် မာစုဖွဲ့အနေနဲ့တော့ကျွန်တော်တို့ကိုကျမရေးစောင့်ရှောက်မှုအနေနဲ့အဲထုကူဆရာဝန်ကြီးများအနေနဲ့တော့ဒါကျမရေးပူတာမှုစေဝါကျွန်တော်တို့ကုသိုလ်ဖြည့်ဆည်းခန်းလာဖွင့်ပေးပါတယ်ဘာ ဖေဖော်ဝါရီလ9ရက်နေ့ကဘကိုးတိုင်းပြည်မြို့မှာအဲ့ဒီပွဲကျင်းပတာပါအဲ့ဒီပွဲကိုသာသနာ့ရေးဝန်ကြီးဌာနကတိုင်းသာသနာ့ရေးဦးစီးမှုလွှတ်တော်ကိုယ်စားလှယ်များဘာသာပေါင်းစုံမှလူပုဂ္ဂိုလ်များလူမှုရေးအသင်းအဖွဲ့များနဲ့အစ္စလမ်ဘာသာဝင်များ2000ခန့်တက်ရောက်ခဲ့ကြပါတယ်မတူညီတဲ့ကိုယ်ွယ်သူတွေကြားမှာငြိမ်းချမ်းစွာအတူရှင်တွဲနေတတ်ဖို့လိုတယ်လို့ပွဲစီစဉ်သူတို့ဦးကဆိုပါတယ်အမေမြန်မာနိုင်ငံအတွက်မှာတည်ရှိနေတဲ့လူသားအားလုံးဟာအားလုံးဟာမတူပွဲပြားချားနာပေမဲ့စီလုံးညီညွတ်ရမယ်ဆိုတာကိုကျွန်တော်တို့အခြေခံ ထားပါမယ်။ပွဲရဲ့မတိုင်ခင်ကကျင်းပထားတဲ့စာပေပြိုင်ပွဲ၊ကြပြာရွတ်ပြိုင်ပွဲတို့ကစုရတဲ့ပြိုင်ပွဲဝင်သူတွေကိုအဲ့ဒီနေမှာစုပေးပြီးစုရသူတွေကိုတမန်တော်ရဲ့ဘုန်းတော်ဘွဲတွေမြစ်တာပို့ကြပြာတွေရွတ်ဆိုစေခဲ့ပါတယ်။ အမျိုးသားရေးစိတ်သက်ရှိသူတွေကိုနိုင်ငံရေးအရအသုံးချခြင်းနဲ့အုပ်စုတစုကြောင့်အခုလို ပြည်ပခါတွေဖြစ်နေရတယ်လို့ရန်ကုန်မြို့ကရောက်လာတဲ့ဆရာတယောက်ကဆိုပါတယ်ပြည်ခါတွေကစနစ်တကျဖန်တီးမှုတစ်ခုကြောင့်ဖြစ်နေတာနော်တော်တော်ဖန်တီးဖို့အတွက်ကိုလည်းပဲဟိုသူတို့အတွက်ကလည်းဟိုဟာလေးတွေပေါ့လေဘာခေါ်မလဲအခြေခံလေးတွေကတော့ရှိတော့ရှိတာပေါ့လေဥပမာဒီတကဘာလုံးမှာဒီအမျိုးသားရေးစိတ်သက်က globalization ကိုတုံ့ပြန်တဲ့အနေနဲ့ပေါ့လေ เนาะအဲ့တော့ဒီအမျိုးသားရေးစိတ်ဓာတ်ယူယူသားသားရှိကြတဲ့ပုံကူများအပေါ်မှာเนาะဒါဟိုအမျက်ထုတ်ပြီးတော့အတုံးချသွားတဲ့အုပ်စုတစ်စုပါရှိသာသနာရေးဦးစီးဌာနကတာဝန်ရှိသူတယောက်ကလည်းကိုယ်ဝယ်ယုံကြည်မှုနဲ့ပတ်သက်ပြီးတားမြစ်ပိတ်ပင်တာတွေမရှိဘူးလို့ဆိုပါတယ်ကျွန်တော်တို့အလုံးတို့လည်းလည်းကုကွယ်ပင်ပြုထားတဲ့အနေအထားမှာကုရဲ့ဒါဓမ္မတော်နေ့ခန္ဓာဆိုတာတော့ကုရဲ့ကုရဲ့ပြည်စံဘာသာဝင်များရဲ့ဓမ္မတော်မွေးနေ့ဖြစ်ပါတယ်အဲကြောင့်ကျွန်တော်တို့လည်း ဒါတက်ရောက်ချင်းမြင်ဖြစ်ပါတယ်။ဒါကျွန်တော်တို့ပြည်တော်စုဝင်းကြီးကိုတိုင်းလည်းကျွန်တော်တို့ရန်ကုန်မှာလည်းအားလုံးအခါအားလျော်စွာပါနော်။ဒီမွေးနေ့နဲ့တူတယ်အားလုံးတမန်တော်ကိုတက်ဂရီ982ခုနှစ်ဧပြီလ20ရက်နေ့တွင် Sorry Arabia နိုင်ငံမှာမွေးဖွားခဲ့ပြီးအခုနှစ်က1488ကျိမြောက်အခမ်းအနားဖြစ်ပါတယ်။နှစ်စဉ်ကျင်းမပြုလုပ်ခဲ့ပြီးပတ်ဝန်းကျင်ဒေသများနဲ့ရန်ကုန်မြို့တို့ကလည်းဧည့်သည်တွေတက်ရောက်ခဲ့ကြပါတယ်။ အခုမြင်တွေ့ခဲ့ရတာတော့ DVB ရုပ်မြင်သံကြားအစီအစဉ်တွေထဲကပြည်သူပြည်သားသတင်းသမားများအစီအစဉ်ဖြစ်ပါတယ်ဒီအစီအစဉ်ကိုရှုစားအပေးကြရတဲ့အထူးကျေးဇူးတင်ပါတယ်ဒီအစီအစဉ်အတွက်မိမိတို့အရည်ဒေသမှာဖြစ်ပေါ်နေတဲ့သတင်းအချက်အလက်တွေအများနဲ့သက်ဆိုင်တဲ့သတင်းတွေကိုလည်းပေးပို့နိုင်ပါတယ်ခင်ဗျာကျွန်တော်ကတော့ဇော်မိုးပဲပါ